2008ဖော်စည်းပုံအခြေခံဥပဒေရဲ့ဖော်စည်းပုံပြင်ဆင်မှုအတွက်ကိုအခန်းစနစ်အလွယ်မှတ်ဤလင်္ကာလေးကိုဝင်မြပေးမှာဖြစ်ပါတယ်အဲ့တော့အခန်းစနစ်ဖော်စည်းပုံအခြေခံဥပဒေဖော်စည်းပုံပြင်ဆင်ခြင်းဆိုတဲ့အခန်းစနစ်ကိုပြောဖို့ဆိုတာကမြန်မာနိုင်ငံမှာရှိတဲ့လွှတ်တော်မှာ လွတ်တော်မှာကိုယ်စလဲဘယ်နှယောက်တက်လဲဆိုတာကိုအရင်သိဖို့လိုအပ်တယ်ဗျအဲ့တော့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာကဖွဲ့စည်းပုံအခြေခံဥပဒေမှာကပြည်ထောင်စုလွတ်တော်ဆိုတာရှိတယ်ပြည်အောင်စုလွတ်တော်ရဲ့အောက်မှာပြည်သူလွတ်တော်ဆိုတာရှိတယ်။နောက်တစ်ခါအမျိုးသားလွတ်တော်ဆိုပြီးတော့ရှိတယ်။အဲ့တော့ပြည်သူလွတ်တော်အမျိုးသားလွတ်တော် အမျိုးသားလွတ်တော်ကိုတော့ကျွန်တော်တို့ကလူမျိုးစုလွတ်တော်လို့လည်းခေါ်တယ်ဗျနော်အဲ့ဒီလွတ်တော်နှစ်ခုလုံးပေါင်းပြီးတော့ပြည်သူလွတ်တော်နဲ့အမျိုးသားလွတ်တော်နှစ်ခုလုံးပေါင်းပြီးတော့ကျွန်တော်တို့ကပြည်တော်စုလွတ်တော်လို့ခေါ်တယ်နံပါတ်၁ဒါကိုအရင်စသိရမှာဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကလွတ်တော်ဘယ်နှခုရှိလဲသိပြီဖြစ်တဲ့အခါကျတော့လွတ်တော်မှာအရေးအတွက်ဘယ်လောက်ရှိလဲဆိုတာကိုတီးဖို့လိုပြန်ကော ဲ့တော့ကျေးဇူးပြုပြီးတော့ဖွဲ့စည်းပုံအခြေခံပြင်ဆင်ဖို့အတွက်ကိုလာနားထောင်တဲ့သူတွေကလိုက်လေးတွေပေးပါเนาะနံပါတ်1လိုက်ပေးပါနံပါတ်2ကွန်မန့်မှာတခုခုရေးသွားပါเนาะလိုက်ပေးပါကွန်မန့်မှာတခုခုရေးသွားပါလိုက်ပေးမယ်ဆိုမှသူကတခြားသောနိုင်ငံသားတွေကို YouTube ကဝင်မြှပေးတာဖြစ်ပါတယ်လိုက်များလေသူကမြန်မာတနေငယ်လို့ဖြန့်လေပဲဗျာ တော့ဒီဖွဲ့စည်းပုံပြင်တာနဲ့ပတ်သက်ပြီးတော့နိုင်ငံသူနိုင်ငံသားတွေအားလုံးကိုသိစေချင်လို့ကျွန်တော်ကဝင်မြပေးတာ ဖြစ်ပါတယ်အဲ့တော့တနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေရှိရောက်ရှိအောင်လို့ဒီမှာလာကြည့်တဲ့သူတွေက like ကလေးတွေနှိပ်ဖို့လိုအပ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ကလွတ်တော်ပြောပြွားပြီပြည်တော်စုလွတ်တော်အောက်မှာပြည်သူလွတ်တော်အမျိုးသားလွတ်တော်ဆိုတာရှိတယ်ပြောပြွားပြီအဲ့တော့ပြည်သူလွတ်တော်မှာအရေးအတွက်ဘယ်လောက်တက်ကြသလဲနော် ပြည်တော်စုလွတ်တော်မှာအယူရဘယ်လောက်တက်ကြသလဲဟိုတနေ့ကညားလဲကျွန်တော်ပြောသွားတယ်ပေါ့နော်အဓိကကျွန်တော်တို့ကရွေးကောက်ပွဲအောင်မြင်ခြင်းမအောင်မြင်ခြင်းကပြည်တော်စုလွတ်တော်မှာတက်လာတဲ့အမတ်အရေးအတွက်ကိုပဲကြည့်ရတာနော်အဲ့တော့ပြည်တော်စုလွတ်တော်မှာတက်တဲ့အရေးအတွက်အကုန်လုံးကပြည်သူလွတ်တော်မှာတက်တဲ့သူတွေရောပြည်တော်အမျိုးသားလွတ်တော်မှာတက်တဲ့သူတွေရောအကုန်လုံးကပြည်တော်စုလွတ်တော်ကိုတက်ကြတာအရေးကြီးဆိုတွေဆိုပြည်တော်စုလွတ်တော်မှာပဲဆွနေရတာ အောက်တဆင့်မှာသူတို့ကဆွေးနွေးတာပြည်သူ့လွတ်တော်မှာတဆင့်ဆွေးနွေးတယ်မြို့သားလွတ်တော်မှာတဆင့်ဆွေးနွေးပြီးတော့မှပြည်ထောင်စုလွတ်တော်မှာအတီးပြုတ်ဆုံးဖြတ်ချက်ချကြတာအဲ့တော့ပြည်ထောင်စုလွတ်တော်မှာအဓိကပြည်ဖွဲ့စည်းပုံ ပြင်ဖို့ဆိုတဲ့အတီးပြုတ်ချက်ကပြည်ထောင်စုလွတ်တော်ဖြစ်တယ်ဗျအဲ့တော့ပြည်ထောင်စုလွတ်တော်မှာရှိတဲ့အမတ်အရေးအတွက်ပြည်ဖို့လိုအပ်တယ်ဖွဲ့စည်းပုံပြင်ဖို့ဆိုတာကအဲ့ဒါပဲပြည်ထောင်စုလွတ်တော်မှာရှိတဲ့အမတ်အရေးအတွက်ကကျွန်တော်တို့က အလုံး654ယောက်ရှိတယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာအဲ့တော့654ယောက်မှာပြည်သူလွတ်တော်ဥစားအရက်သားကိုယ်စားလဲဘယ်လောက်ရှိသလဲတမတော်သားကိုယ်စားလဲဘယ်လောက်ရှိသလဲဆိုတာကိုကျွန်တော်တို့နားလည်ဖို့လိုအပ်တယ်အဲ့ဒီမှာ654ယောက်ထဲမှာတမတော်သားကိုယ်စားလဲက166ယောက်ပါတယ်တမတော်သားကိုယ်စားလဲ166ယောက်ရဲ့ကျွန်တော်တို့အရက်သားကိုယ်စားလဲ488ယောက်ရဲ့ အားလုံးပေါင်းလိုက်လို့ရှိရင်654ယောက်ကပြည်တော်စုလွှတ်တော်မှာတက်တယ်အဲ့တော့ပြည်တော်စုလွှတ်တော်မှာတက်လာတဲ့သူတွေကအဲ့ဒီသူတွေရဲ့85ရာခိုင်နှုန်းကျော်ကဖွဲ့စည်းပုံကိုပြင်ဖို့စဉ်းစားရတာဖြစ်တယ်ဗျနော်ဒါဆိုရင်ကျွန်တော်တို့ဖွဲ့စည်းပုံပြင်တဲ့အကြောင်းကိုကျွန်တော်စစဉ်းစားရအောင် NLD ခင်မာကဖွဲ့စည်းပုံကိုပြင်ဖို့စ조사တော့၄၃အဲ၄၃၆ဟဲ့ 436ကာကြီးခါခွေနှစ်ခုလုံးကိုပြင်ဖို့စူးစမ်းတာပေါ့အဲ့တော့436ကာကြီးမှာကပုံမှာ65ခုပါတယ်နော်ကြံတဲ့ပုံမှာတွေအကုန်လုံးက436ခါခွေမှာပဲပါတယ်အရင်ဆုံးတော့သူတို့ကပြင်ကျင်တာက436ကာကြီး59စာလုံးကလည်း436ကာကြီးမှာပါတာဒေါ်စန်းစုကြည်တမရဖြစ်ဖို့ဆိုရဲပုံမှာက436ကာကြီးမှာပါတာ အဲ့တော့သူတို့က၄၃၆ကိုအဓိကပြင်ကျင်၄၃၆ကာကြီးကိုအဓိကပြင်ကျင်တာဒါဆိုရင်ကျွန်တော်တို့ကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အတွက်ကို လင်္ကာလေးတွေအရင်နားလည်ဖို့လိုအပ်တယ်နော်လင်္ကာလေးတွေအရင်နားလည်ဖို့လိုအပ်တယ်ကျွန်တော်ကလင်္ကာလေးတွေနဲ့မှတ်ပေးမှာအဲ့တော့အခန်းစနစ်2008ဖွဲ့စည်းပုံအခြေခံဥပဒေအခန်းစနစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာပုံမှန်အားလုံး၄၃၃ ော့4 3 4 4 3 5 4 3 6ဆိုပြီးတော့ပုံမှန်၄ခုပဲရှိတယ်။အဲ့တော့ဖွဲ့စည်းပုံကိုလေ့လာနေတဲ့သူတွေနော် political နဲ့ပတ်သက်ပြီးတော့လေ့လာနေတဲ့သူတွေနောက်တခါလွတ်တော်တက်မဲ့ကိုယ်စားလှယ်အမတ်လောင်းနေကျွန်တော်လေ့လာတဲ့လင်္ကာလေးကိုတခါတည်းမှတ်သွားနော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အခန်းဆက်နှစ်အလွယ်မှန်နည်းလင်္ကာနော်အဲ့ဒါပါလေ433 434 ကျွန်တော်ကတော့လင်္ကာလေးရေးထားတာပေါ့နော်ကျွန်တော်ကတော့လင်္ကာလေးရေးထားပါတယ်။တော့အဲ့ဒီလင်္ကာလေးကိုကျွန်တော်တို့ဆွံ့ရကြမယ်။နော်။အဲ့တော့၄၃၃၄၃၄၄၃၅ အဲ့ဥစ္စာတပိုင်းကိုကျွန်တော်လင်္ကာလေးအရင်ပြောမယ်ပေါ့နော်အဲ့တော့တေချာနားထောင်ပါ433အရာ ပြင်လို့လျင်ကာကြီးဆိုကိုမူချမ်းတင်အချားဆိုတွေမပါရခါခွေးဟုမှတ်ထားကြတဲ့အဲ့တော့433ကာကြီးခါခွေးကိုလင်္ကာလေးနဲ့အလွယ်မှတ်တာပြန်ယူပေးမယ်ပြီးရင်လင်္ကာလေးကိုရှင်းပြမယ်433အရာပြင်လို့လျင်ကာကြီးဆိုကိုမူချမ်းတင် အချားစိုးတွေမပါရခါခွေးဟုမှတ်ထားကြတဲ့ဟုတ်ပြီအဲ့တော့ပုံမှန်433ရဲ့အခန်းဆက်နှင်းပုံမှန်433ရဲ့သဘောကဘာပြောတာလဲဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်မယ်ဆိုလို့ရှိရင်ပြင်ဆင်လိုပါကနော်ကာကြီးကာကြီးဆိုကိုမူကျန်းတင်ကာကြီးမှာဘာပြောတာလဲဆိုရင်ကိုပြင်ကျင်တဲ့အဆိုကိုဥပဒေမူကျန်းအရင်ရေးရတယ် ိုပြေကျင်တဲ့အစိုးကိုဥပဒေမူကြအရင်ရေးရတယ်အဲ့လိုရေးတဲ့အခါမှာနော်ခါခွေးမှာဘာပြောရလဲသူတို့အစိုးရရှုပ်ရှက်ခတ်ပြီးမရေးရဘူးနော်အခြားစိုးတွေမပါရခါခွေးဥမှထားကြကိုကတစ်လုံးစိုးတစ်မျိုးစိုးတစ်မျိုးပဲပြင်လို့ရမယ်ဥပမာအလွယ်ပြောမယ်ဆိုရင်ရန်ကုန်ကနေမန္တလေးကိုထီးသွားရောက်တည် ယထာပြည့်ထီသွားရောက်သည်ဆိုပါစို့အလွယ်လေးရန်ကုန်ကနေမန္တလေးကိုယထာပြည့်ထီသွားရောက်သည်ဆိုရင်အဲ့ဒီမှာအဆို၄ခုပါတယ်ရန်ကုန်ရဲ့မင်္ဂလာပါမန္တလေးရဲ့ယထာနဲ့ဈေးရောက်လာရဲဆိုပြီးတော့စကယ်ပြည့်၄ရက်ပါတယ်ဥပမာအဲ့ဒီစကားထဲမှာအဲ့တော့ယထာနဲ့ဆိုယထာနဲ့ရောက်မယ်စားတင်းမောနဲ့ရောက်မှာလားအဲ့လိုပြင်မယ်ပေါ့ယထာနဲ့သွားမရောက်တင်းမောနဲ့ရောက်မယ်အဲ့ဒီလိုအဆိုတစ်ခုပဲပြင်လို့ရမယ်နော် ရန်ကုန်နဲ့လည်းပြင်မယ်မန္တလေးလည်းပြင်မယ်ဈေးရောက်လာလို့လည်းပြင်မယ်စသဖြင့်တကြောင်ပုံမတစ်ခုလုံးပြင်ခွင့်မရှိဘူးစပြင်မယ်ဆိုလို့ရှိရင်အစိုးရတမျိုးပဲထားရမယ်အစိုးရရှုပ်ရှက်ခတ်လို့မရဘူးဒါကြောင့်မလို့အခန်းဆက်နှစ်ပုံမ၄3 3သဘောက၄3 3ရတင်လို့လျင်ကာကြီးအစိုးကမူကြမ်းတင်ပုံမခွဲကာကြီးမှာကကိုပြင်ကြီးနဲ့အစိုးကမူကြမ်းဥပဒေရေးပြီးတော့တင်ရမယ်ပြရလို့ရှိရင်အဲ့ဒီမူကြမ်းထဲမှာခါခွေးသဘောအရာ တခြားသောအဆိုတွေရှုပ်ရှက်ခတ်ပြီးတော့ရေးထားလို့မရဘူးဒါကိုစပြောတာဖြစ်ပါတယ်ဒါဆိုရင် ပုံမှန်433ကာကြီးကာဝေးသဘောကို လင်္ကာလေးနဲ့နားလည်သွားပြီအဲ့တော့၄၃လေးနဲ့၄၃၅ကို လင်္ကာလေးနဲ့ကျွန်တော်တို့ဆက်ပြီးတော့မှတ်ကြမယ်၄၃လေးနဲ့မူကြမ်းကိုပြည်တော်စုစုတွင်းမယ်ဆို၄၃၅နဲ့ကိုယ်စလဲ20လုံးကတင်ပြမယ်ထိုကဲ့သို့ တင်လာမှ ပြည်တော်စုကဆွေးနွေးကြတဲ့အဲ့တော့ပုံမှန်434မှာ ပြောထားတာကစစကတင်တဲ့433ရတင်တဲ့မူကြမ်းကဘယ်ကိုတင်ရမှာလဲပြည်တော်စုလွတ်တော်ကိုတင်ရမှာပြည်တော်စုလွတ်တော်မှာပဲအဓိက ဆွေးနွေးရမှာเนาะဒါကြောင့်မလို့434နဲ့မူကြမ်းကိုပြည်တော်စုတို့တွင်းမယ်ဆိုပြီးကျွန်တော်ကလင်္ကာလေးစရေးပြီးတာအဲ့တော့435နဲ့ကိုယ်စလဲ20လုံးကတင်ပြမယ် အဲ့တော့ပုံမှန်၄၃၅မှာဘာပြောရတာလဲပုံမှန်၄၃၅မှာကဒီပြည်တော်စုလွတ်တော်အရှိတဲ့ကိုယ်စလဲ25 20ရာခိုင်နှုန်းကတင်ပြရမယ်နော်အဲ့ဒီမူကြမ်းကို20ရာခိုင်နှုန်းကတင်ပြရမယ်ဒါလေးကိုတော့ဆွေးနွေးပေးပါလွတ်တော်ကြီးလွတ်တော်ဩဂရာကြီးဆိုပြည်တော်စုလွတ်တော်ကိုတင်ပြ20ရာခိုင်နှုန်းကစစောက654ယောက်ရဲ့ပြည်တော်စုလွတ်တော်မှာရှိတဲ့ကိုယ်စလဲ654ယောက်ရဲ့ 20ရာခိုင်နှုန်းကတင်ပြရတယ်။ထိုကဲ့သို့တင်လာမှပြည်တော်စုကစွန့်နေကြ။အဲ့ဒီလို20ရာခိုင်နှုန်းကတင်ပြတဲ့ခါကျမှပြည်တော်စုလွတ်တော်မှာရှိတဲ့ကိုယ်စားလေ654ဦးကနေပြီးတော့စွန့်ရွေးခွင့်ရှိတာဗျ။ဒါကြောင့်မလို့ပုံမှန်434 435လင်္ကာလေးက434နဲ့မူကြမ်းကိုပြည်တော်စုတို့တွင်းမယ်ဆို435နဲ့ကိုယ်စားလေ20နှုန်းကတင်ပြမယ်။ ထိုကဲ့သို့တင်လာမှပြည်တော်စုကဆွေးနွေးကြတဲ့အဲဒါကအခန်းဆက်နေဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့အတွက်ကိုနော်ပုံမှန်433 433 435ကို05လေးနဲ့အလွယ်မှတ်တဲ့သဘောဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဖွဲ့စည်းပုံကိုပြင်ဖို့433 433 435ကိုတူပြီဆိုတော့436ကာကြီးခါခွေးကိုအလွယ်မှတ်ဖို့ကျွန်တော်ဆက်စင်းစားကြရအောင်နော် ဲ့တော့436မှာပြောရတဲ့သဘောကလင်္ကာလေးကိုကျွန်တော်ပြောမယ်436ကာကြီးမှာ85ကျော်ကလက်ခံကပြည်လုံးကျပွဲကျင်းပရာထောက်ဝက်ကျော်ဆန္ဒမယ်ပြင်ဆင်ရမည်ပဲတဲ့နော်အဲ့တော့436ကာကြီးမှာက436ကာကြီးမှာရှိတဲ့ပုံမှန်65ခုကိုပြင်ကျင်းတယ်ဆိုလို့ရှိရင်စစကလွတ်တော်မှာရှိတဲ့ကိုယ်စလဲ နော်654ရောက်ထဲရမှာ85ရာဂိုင်နှုံးကျော်ကထောက်ခံရတယ်။တေချာကြည့်မယ်နော်85ရာဂိုင်နှုံးကျော်ကထောက်ခံရတယ်။ဒါပေမဲ့အဲ့ဒီထောက်ခံချက်တစ်ခုတည်းနဲ့ပြင်လို့ရသေးလားဆိုမရဘူးဗျ။ပြည်လုံးကျွပွဲစင်းပါရာပြည်သူတွေစီကိုတင်ပြရမယ်။ပြည်လုံးကျွဆန္ဒခံယူပွဲလုပ်ရမယ်။အဲ့ဒီလိုလုပ်တဲ့ခါကျရင်ပြည်သူတွေတည်းရမှထောက်ဝက်ကျော် ပြည်သူထောက်ဝက်ကျော်ကနေပြီးတော့ဆန္ဒပြုတယ်ထောက်ခံပါတယ်ဆိုတဲ့ဆန္ဒပြုမှထောက်ဝက်ကျော်ဆန္ဒမဲ့ပြင်ဆင်ရမည်ပဲတဲ့နော်85ရာခိုင်နှုန်းကျော်ကလည်းထောက်ခံတယ်ပြည်သူကလည်းထောက်ဝက်ကျော်ထောက်ခံတယ်ဆိုရင်အဲ့ဒီပုံမှာ436ကာကြီးကို ပြင်လို့ရပါတယ်အဲ့တော့လင်္ကာလေးကိုပြန်ယူမယ်436ကာကြီးမှာ85ကျော်ကလက်ခံကပြည်လုံးကျွပွဲကျင်းပရာထောက်ဝက်ကျော်ဆန္ဒမဲ့ပြင်ဆင်ရမည်ပဲတဲ့ နော်ဒီ36ခါခွေးကြတော့တခြားပုံမတွေအကုန်လုံးပေါ့ဒီ36ကာကြီးမှာကပုံမ65ခုတခြားပုံမတွေအကုန်လုံးက36ခါခွေးမှာပါတာအဲ့တော့၄၃၆ခါခွေးကိုပြင်မယ်ဆိုလင်္ကာလေးရပါလေခါခွေးမှာဆိုတာကပြင်စင်လို့တဲ့တခြားဟာ85ကျော်ပဲလူတော့မှာတဲ့အဲ့တော့၄၃၆ခါခွေးကိုပြင်မယ်ဆိုလို့ရှိရင်တော့ပြည်သူဆန္ဒခံယူပွဲမလိုဘူးဗျเนาะဟိုလွတ်တော်ကိုယ်စားလှယ် 85ရာဂိုင်းနှုံးကြော်ပဲလိုတယ်နော်လွတ်တော်ကိုယ်စလဲ85ရာဂိုင်းနှုံးကြော်ပဲလိုတယ်အဲ့တော့၄3 6မှာကပုံမှန်95ဦးရှိတယ်တခြားပုံမှန်တွေက၄6 6ခါခွင်းမှာရှိတယ်၄6 6ကြီးကိုပြင်ကျင်ရင်ကိုယ်စလဲပေါင်းပြည်တော်စုလွတ်တော်မှာရှိတဲ့ကိုယ်စလဲပေါင်း85ရာဂိုင်းနှုံးကြော်ကထောက်ခံရတယ်ပြီးွားရင်ပြည်သူထောက်ဝတ်ကြော်ကထောက်ခံရတယ်ဒါဆိုရင်၄6 6ကြီးပြင်လို့ရတယ် ဒီဆုံးရောက်ခါခွဲကိုပြင်မယ်ဆိုလို့ရှိရင်တော့ပြည်သူထောက်ခံချက်မလိုဘူး85ရာခိုင်နှုန်းကျော်တော့ပြည်တော်စုလွတ်တော်မှာရှိတဲ့ကိုယ်စလဲ654ရောက်ထဲရမှာ85ရာခိုင်နှုန်းကျော်ကထောက်ခံမှာနော်ပြင်လို့ရပါတယ်နော်အဲ့တော့2008ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း7နှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဆိုတဲ့ခေါင်းစဉ်လေးကိုအလွယ်မှတ်ဤလင်ကကျွန်တော်အစအဆုံးပြရွတ်ပြပေးပါမယ် လေးသုံးသုံးရပြင်လို့လင်ကာကြီးအစိုးကိုမူချမ်းတင် အခြားစိုးတွေမပါရခါခွေးဟုမထားကြလေးသုံးလေးနဲ့မူချမ်းကိုပြည်တော်စုတို့တွင်မယ်ဆိုလေးသုံးကားနဲ့ကိုစလဲ20နှုံးကတင်ပြမယ်ထိုကဲ့သို့တင်လာမှပြည်တော်စုကဆွေးနွေးကြလေးသုံးကြောက်ကာကြီးမှာခုနစကားကျော်ကလက်ခံကပြည်လုံးကျွယ်ကျင်းပရာထောက်ဝက်ကျော်ဆန္ဒမဲ့ပြင်ဆင်ရမည်ပဲ။ ခါဝင်းမှာဆိုတာကပြင်စင်လူတဲ့တခြားဟာ85ကျော်ပဲလူတော့မှာတဲ့ဒါကအဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့အလွယ်မှန်ဤလင်္ကာလေးဖြစ်ပါတယ်အဲ့တော့ဒါကိုအချုပ်ပြီးပြောမယ်ဆိုရင်လွယ်လွယ်လေးပါကျွန်တော်တို့အဖွဲ့စည်းပုံအခြေခံဥပဒေပြင်ကျင်နေဆိုလို့ရှိရင်နှစ်မျိုးပဲရှိတယ်ပုံမှန်65ခုပါတဲ့436ကာကြီးတခြားပုံမှန်တွေပါတဲ့436ခါခွေးအဲ့နှစ်ခုပဲအဓိကပြင်ရမှာ အဲ့တော့အဲ့လိုပြင်မယ်ဆိုရင်ဘယ်လွတ်တော်မှာဆွနေရမှာလဲပြည်တော်စုလွတ်တော်မှာပဲဆွနေရတယ်အဲ့ဒီလွတ်တော်မှာ ကိုယ်စလဲပေါ့ဘယ်လောက်ရှိလဲ654ယောက်ရှိတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ပြင်ကျင်နဲ့ပြင်ကျင်လာပြီဆိုရင်ပြင်စင်ကြုံနဲ့သကရက်နဲ့ပတ်သက်ပြီးတော့ဥပဒေမူကြမ်းအရင်ရေးရတယ်ရေးပြီးလို့ရှိရင်ပြည်တော်စုလွတ်တော်ကိုတင်ပြရတယ်လွတ်တော်ကိုတင်တဲ့အခါကျရင်85ဟုတ်လား20ရာခိုင်နှုန်းကတင်ပြရမှာ 20ရာခိုင်နှုန်းကတင်ပြရဲဆိုမှပြည်တော်စုလွတ်တော်မှာရှိတဲ့ကိုယ်စားလှယ်ပေါင်း600နဲ့54ယောက်ကစွန်းနေရမယ်အဲ့ဒီလိုစွန်းနေတဲ့ခါကြလို့ရှိရင်အဲ့ဒီ654ယောက်ထဲက85ရာခိုင်နှုန်းကျော်ကထောက်ခံမှပြင်လို့ရမယ်65ဟို43ယောက်ကာကြီးရတော့အဲ့ဒီ85ရာခိုင်နှုန်းပြင်ကိုပြည်သူထောက်ခံချက်ထောက်ဝက်လိုပါတယ် ဒီဆုံးရောက်ခါခွေးရတော့ပြည်သူထောက်ခံချက်မလိုပါဘူးကိုယ်စလဲ85ရာခိုင်နှုန်းကျော်ထောက်ခံရင်ပြင်လို့ရပါတယ်ကဲဒီလောက်ဆိုလို့ရှိရင်ကျွန်တော်ဓာလေးတွေကိုဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးတော့အလွယ်မှန်နည်းလင်္ကာလေးတွေနဲ့ဖွဲ့စည်းပုံကိုနားလည်အောင်လို့ဝေမျှပေးနေတာတော်တော်လေးများနေပါပြီเนาะ